ီလာထဲမှာမန္တလေးကျောင်းချောင်းတော်ဝင်ဝမ်ချမ်ပီယံရှစ်မှာပွဲဥထွက်ကစားမှဖြစ်ကြောင်းဒီပြူလိုက်လည်းဖဲတဲ့ခြင်းဖဲတဲ့မြန်မာ့မိမိလာမြောင်း MKC ကနေပြန်လဲကြိုလိုက်ပါရင်ဖဲတဲ့ခြင်းကတော့မန္တလေးကျောင်းချောင်းတော်ဝင်အနေနဲ့ဒီလာထဲမှာပဲပွဲဥထွက်ကစားသွားမှဖြစ်ကြောင်းအတီးပြူပေးလိုက်ပြီးဖြစ်ပါရင် လာကြာကြော်ကြီးနေနဲ့ဘယ်ပြန်မဲနဲ့ရင်ဆိုင်ရမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ပွဲကဒီလာထဲမှာဆိုပေမဲ့ပြန်မဲကိုတည်ထားလောက်ပြီးတော့ယူဆရပါတယ်။ဒါမှသာကျော်လောင်ဝင်းနေနဲ့ကြိုတင်ပြင်ဆင်နေရမှာဖြစ်ပါတယ်။ကျော်လောင်ဝင်းကပွဲကစားဖို့အစီအစဉ်ဖြစ်နေပါပြီ။နှစ်လောင်ဝင်းချင်လောင်လေးချင်ပြီးတဲ့နောက်မှာတော့အတော်လေးကိုမြင်သားတဲ့အထိတိုးတက်လာခဲ့တာဖြစ်ပါတယ်။လည်းတော့အစ်မကြီးချင်လေးမလေးချင်ရတဲ့အကျိုးကျေးဇူးကတော့ဒါပါပဲ။နီးမန်လမ်းမန်နဲ့စနစ်မမန်အောက်မှာလေးချင်ရတဲ့အတွက်အလင်းမြန်တိုးတက်လာတာဖြစ်ပါတယ်။ကျော်လောင်ဝင်းကဖဲတဲ့ချင်ကိုရောက်လာတာနှစ်လောင်ဝင်းချင်ပဲရှိသေးပေမဲ့ခနာကိုချိုးဆားကတိတိတသာပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ဖဲတဲ့ကိုရောင်းဆားမှာခနာကိုမှအစီအစဉ်များနေခဲ့တဲ့ကျော်လောင်ဝင်းဟာအခုဆိုရင်တော့တိတိတသာကိုချစ်လက်သွားခဲ့တာပါ။ အရင်တော့ဖောင်းနေတဲ့ပုံစံမျိုးမဟုတ်တော့ပဲကြော်သားတွေတင်းရင်းပြီးတော့ချစ်လက်လုံးနေကြတာဖြစ်ပါရင်ရွေးရလဲဝင်းမှာပထမတန်းကစားဖို့အတွက်80ကီလိုအထိဝိတ်တက်သွားတဲ့ကြော်သားဝင်းဟာဝမ်းမှာတော့ fly weight တန်းမှာကစားသွားဖို့ရှိနေပါတယ်ခဏဦးမှာကြော်သားဝင်းအနေနဲ့ဗဒန် weight တန်းမှာကစားမယ်လို့ထင်နေတာပါ65ကီလိုကဗဒန် weight တန်းဖြစ်ပြီးတပ်မတိစိုးလင်းကစားနေတဲ့ weight တန်းဖြစ်ပါတယ်ဗဒန် weight တန်းရဲ့လက်ရှိချန်ပီယံကတော့နာဘေးအာနိုင်ပါဗဒန် weight ကကစားမကောင်းနေတော်တော်များပြီးတော့လက်ရှိဝမ်းချန်ပီယံရှင်မွေတိုင်းမှာပွဲမချောင်ဆုံး weight တန်းလို့ယူဆလို့ရပါတယ်နောက်တော့မှဗဒန် weight တန်းမှာပွဲချန်တော့တော့ fly weight တန်းနေဆင်းသွားတဲ့အထိပါပဲနောက်ပြီးကြော်သားဝင်းတန်းအရက်ရှင်တဲ့ necro fade က fly weight တန်းကစားတာပါက လောင်ဝင်းကလည်း fry ကိုတန်းမှာကစားကကောင်းပါတယ်။နိုင်လာအဆင်ပြေခြင်းမှာကစားမှာဖြစ်တဲ့အတွက် wake up ကိုလည်းအကောင်းဆုံးလုပ်လို့ရပါတယ်။ကျော်လောင်ဝင်းကသူ့ပွဲနဲ့ပတ်သက်ပြီးတင်းမားတွေကိုမဖျန်းချဖို့နဲ့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။သူက1ကတရားဝင်မကျင်ညာဒီကိမှာကျွန်တော်ရဲ့ပွဲအစဉ်ကိုဘယ်ဘွဲကမှအတီးမဟုတ်ပါဘူး။ကျွန်တော်ဘက်ကလည်း1နဲ့ club ဘက်က official မကျင်ညာခင်ပွဲနဲ့ပတ်သက်ပြီးဘာမှထုတ်ပြန်ထားခြင်းမရှိပါဘူး။တကုတ်အမောင်ရဲ့ပြဿနာဖြစ် official မကျင်ညာခင်ကျွန်တော်စီကခွင့်ပြုချက်လည်းမရပဲနဲ့တင်းတူတွေကတောင်းရင်ရမှာဖြစ်ကြောင်းတင်ပြလိုက်တယ်။အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာဆိုပြီးတော့ရေးသားထားခဲ့တာဖြစ်ပါတယ်။ဒီကိစ္စဖြစ်လာတာကတော့ပြီးခဲ့တဲ့ကကျော်လောင်ဝင်း1 championship စာလုပ်ကင်ထားတဲ့ပုံရင် online ပေါ်မှာပြန်နေလာခဲ့လို့ပဲဖြစ်ပါတယ်။ ဒါဆိုရင်ဒီကိစ္စကတခြားသူတွေနဲ့မဆိုင်တော့ပါဘူးကျော်တော်ဝင်းနဲ့နှိစက်တဲ့အတိုင်းဝဲနဲ့ပဲဆိုင်တော့ပါပါအကြောင်းကတော့ကျော်တော်ဝင်းဝမ်းကျင်မြန်ချင်းစာရုပ်ကိုကင်ထားတဲ့ပုံဟာတောင်ယုံလူလက်ထဲကိုရောက်ဖို့မရှိပါဘူးကျော်တော်ဝင်းအနားမှာမနေမဲကျော်တော်ဝင်းပုံကိုရိုက်လို့မရပါဘူးဒါကြောင့်ဒီပုံကိုရိုက်တဲ့သူကကျော်တော်ဝင်းနားမှာနေတဲ့သူပဲဖြစ်မှာသိကြပါရင်ဒါဆိုရင်ဒီပုံကိုတင်တဲ့သူကလည်းကျော်တော်ဝင်းနဲ့ပတ်သက်တဲ့သူတွေဒီပုံကိုသွားပေးလို့တင်တာဖြစ်ပါရင်အဲ့လိုကလည်းတခြားသူတွေကို UTA နဲ့ပြန်သွားခဲ့တာပါဒုမကတော့ကျော်တော်ဝင်းနီးနားကသူမပေးမဲ့နဲ့ဒီပုံကိုမရပါဘူးကျော်တော်ဝင်းနေနဲ့ကိုယ်အတိုင်းဝဲကလူတွေကိုအရင်ပြောဖို့တော့လိုအပ်ပါပါကျော်တော်ဝင်းရဲ့ one championship ပွဲဥထွက်ပွဲစဉ်ကဘယ်လိုနဲ့ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအောင်ကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးချပါအောင်လို့ပြောရင်းနေကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ